အားလုံးမင်္ဂလာပါရှင်ကိုကျေဆို channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီနေကြာပန်းစီထိုနီလေးကို မျှဝေပေးပါမယ် site လေးကတော့ဒီ site လေးပါနော်ဆွေမြကတော့ make up တော့ five line ကိုတုံးပြီးတော့ထိုးထားတယ်အယောင်ကတော့၄ယောင်ကိုနှစ်သက်တဲ့အယောင်တွေတိုင်းတုံးပြပြီးထိုးလို့ရတယ်နေကြာပန်းမမဟုတ်ဒီလိုမျိုးအောက်ခံဟာလေးကိုထိုးပြီးပြီးဆိုရင်အပေါ်မှာတခြားပန်းလေးတွေလည်းထည့်လို့ရတယ်ပေါ့နော်ပန်းစီအမျိုးမျိုးဖန်တီးလို့ရတဲ့ပုံစံလေးပါ ဆီမက်ကတော့ make order pipeline ကိုတုံထားတယ်တခြားဆင်ပြေတဲ့ခြီးနှင်းအသေးအကြီးကြိုက်တာတုံးလို့ရတယ်နော် asset ကတော့2.5ပါချုပ်အပ်လို့မယ်ကတ်ကြည်လို့မယ်ပြီးလို့ရှိရင် ထဲကိုထည့်ဖို့အတွက်ဒီဆီလီကွန်လေးတွေလိုပါမယ်เนาะခြီကတော့3လေးရောင်လိုပါမယ်ကိုထိုးမဲ့ပန်းရောင်တိုင်းပေါ့เนาะနှစ်သက်တဲ့အရောင်တွေကိုအသုံးပြုလို့ရပါတယ်โอเคเนาะအခုစမဲ့ပြောသွားတဲ့ခြီလုံးနဲ့ကုန်ချမ်းတွေမာယူအားပေးခြင်းနဲ့ဆိုရင်တော့ခူချေစုဟမ်မေရှော့ဖေးမှာမာယူအားပေးလို့ရပါတယ်เนาะထိုင်းဗနီယာမဆိုပို့ပါတယ်โอเคဒါဆိုရင်ဆွေမြတ်တို့ဒီပန်းစည်းလေးကိုဘယ်လိုထိုးမလဲဆိုတာကိုစာလိုက်ကြရအောင်เนาะပထမဆုံးအနေနဲ့ဆွေမြတ်တို့ဒီနေရာမှာဂွင်းလေးလုပ်မယ် ခွင်းလေးလှုပ်ပြီးလို့ရှိရင်ဒီခွင်းထဲမှာပိုင်တို6ခါထိုးမယ်ဒါမျိုး1 2 3 4 5 6တိုင်တို6ခါထိုးမယ်เนาะတိုင်တို6ခါထိုးပြီးသွားပြီဆိုရင်ဆွေမြတို့ကဆွဲဆိတ်လိုက်မယ်သူ့ကို ဆွဲစိတ်ပြီးသွားပြီဆိုရင်ဆွမြတ်တို့ပထမဆုံးအပေါက်လေးမှာရှက်ကော်လေးနဲ့ခြေလိုက်မယ်ရှက်ကော်မသုံးလဲရတယ်သုံးလဲရတယ်ဆွမြတ်ကတော့သုံးထားတယ်နော်ဒီလိုမျိုးရှက်ကော်လေးနဲ့ခြေလိုက်မယ်ဒါဆိုနံပါတ်1အဆင့်ပြီးပါပြီနံပါတ်2ကိုတွဲဖို့အတွက်ဖွင့်မီတစ်ချက်ထိုးမယ်ပြီးလို့ရှိရင်တစ်ပေါက်မှာနှစ်ချက်နဲ့တိုင်တို့6ဟို6ပေါက်ထိုးမယ်ပေါ့တစ်ပေါက်မှာနှစ်ခါနဲ့ တဲ့တပေါက်မှာနှခါနဲ့နှစ်တပေါက်မှာနှခါနဲ့သုံးโอเคတပေါက်မှာနှခါနဲ့ပတ်လည်ပြီးအောင်6ပေါက်ရအောင်ထိုးသွားပါโอเคနံပါတ်2အဆင့်ပြီးပြီဆိုရင်လည်းနံပါတ်3ကိုတက်ဖို့အတွက်ဆွေမျိုးပထမဆုံး ပထမဆုံးထိုးထားတဲ့ပောက်လေးမှာရှက်ကော်လေးနဲ့အရင်ခြေလိုက်တယ်ဒါဆိုနံပါတ်2ပြီးပြီနံပါတ်3ကိုတက်ဖို့အတွက်ဖုန်မီတစ်ချက်ထိုးမယ်ပြီးရင် AV နဲ့တပတ်လည်းပတ်မယ်တပောက်မှာတစ်ချက်ထိုးမယ်သူ့ရဲ့နဘေးကပောက်မှာနှစ်ချက်ထိုးမယ်တပောက်မှာတစ်ချက်ထိုးမယ်။သူ့ရဲ့နဘေးကပောက်မှာနှစ်ချက်ထိုးမယ်။ 1v 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 နဲ့ပပတ်လည်းလုံး6စုံရအောင်ထိုးမယ်နံပါတ်3မှာပြင်ပြန်ကြည့်မယ်နော်နံပါတ်3မှာလည်းဒီလိုမျိုးပြီးသွားပြီဆိုရင်ပထမဆုံးပေါက်မှာရှက်ကော်နဲ့ချိန်မယ်ဒါဆိုရင်နံပါတ်4ကိုတက်မယ်နံပါတ်4ကိုတက်ဖို့အတွက်ဖုံးပြီးတစ်ချက်ထိုးမယ်ပြီးရင်တခြားကြည့်ပါနော်ပထမဆုံးပေါက်မှာတစ်ချက်ထိုးမယ်ပြီးရင် V ထိုးမယ် ပြီးရင်သူ့ရဲ့နဘေးကပေါက်မှာတက်ထိုးမယ်။ဒါဆိုရင်တစုံ 1v1 တစုံ 1v1 တစုံအဲ့လိုမျိုးနဲ့ပတ်လဲ6စုံရအောင်ထိုးမယ်။ရေးထားတဲ့ pattern လေးကိုလည်းကြည့်ပါနော်။ Okay เนาะဒီမှာနံပါတ်၄မှာ 1v1 နဲ့6စုံထိုးပြီးပြီဆိုရင်ဒါမျိုးလေးရမယ်။ဒါဆိုရင်ပုံမှန်တိုင်းပဲဆွေမျိုးတို့ရှက်ကော်လေးနဲ့ချိန်မယ်နော်။ ရှက်ကော်လေးနဲ့ချိတ်ပြီးပြီဆိုရင်နံပါတ်5ကိုတက်ဖို့အတွက်ဖုံးပြီးတစ်ချက်ထိုးမယ်ပြီးရင်1နှပြီးတော့ v v ထိုးမယ်တပေါက်မှာနှစ်ချက်နဲ့ 123v 123v နဲ့ပတ်လည်ထိုးမယ်နော်โอเคဒီမှာနံပါတ်5ဆင့်မှာလဲ 3V နဲ့ပြီးသွားပြီဆိုရင်ပုံမှန်တိုင်းရှက်ကုန်နဲ့ချိန်မယ်နံပါတ်6ကိုတက်မယ်6မှာကြတော့ဖော်မီတစ်ချက်ထိုးမယ်ပြီးရင်2နှစ်ထိုးပြီးပြီးထိုးပြီးရင် V ထိုးမယ် V ဆိုတာတစ်ပေါက်မှာနှစ်ချက်ပြီးရင်2 3 4 5 6 2အဲ့လိုမျိုးဒါဆိုရင် 2v2 တစုံ 2v2 နှစ်စုံ 2v2 သုံးစုံနဲ့ပတ်လည်လုံးလုံး6စုံရအောင်ထိုးသွားမယ်ပြင်ပြန်ကြည့်မယ်နော်โอเคဒီမှာနံပါတ်6မှာလည်းပဲပတ်လည်လုံးထိုးပြီးသွားပြီဆိုရင်ဒီလိုပုံလေးရမယ်ဒါဆိုရင်နံပါတ်9မှာကြတော့ဆွေမတို့ဒီဒီနေရာမှာပုံမှန်အတိုင်းမချိတ်ပဲနဲ့ဒီအဖျားလေးကိုတစ်ခါတည်းချိတ်မယ်ဒီဆွေမတို့ကင်ထားတဲ့ နေရာလေးမှာဒီလိုမျိုးဟိုဘက်ခြမ်းရယ်ဒီဘက်ခြမ်းရယ်ဆိုပြီးနှစ်ခြမ်းရှိတယ်เนาะတိုင်တိုလေးတွေမှာမျက်နှာလေးတွေမှာပေါ့เนาะအဲ့ဒီမှာဆွေမတို့တစ်ခြမ်းလေးကိုတွားချိတ်မယ်တစ်ခြမ်းလေးကိုချိတ်ပြီးလက်ကလေးဘက်မှာရှိတဲ့တစ်ခြမ်းလေးကိုချိတ်ပြီးရက်ကော်လေးနဲ့လုံမယ်ပြီးတော့ဖော်မီတစ်ချက်တက်မယ်เนาะပြီးလို့ရှိရင်အဲ့ဒီအချမ်းလေးမှာပဲတအချမ်းလေးမှာပဲ လက်ကလေးဘက်မှာရှိတဲ့ချမ်းလေးကိုနော်နှင်းတပေါက်မှာတစ်ချမ်းနဲ့တိုင်တူလေးတွေထိုးသွားမယ်၃တစ်ချမ်းကိုပဲချိတ်တယ်နော်ဆိုမျိုးလို့အကုန်မချိတ်တော့ဘူး၄စုစုပေါင်းပတ်လည်လုံးထိုးသွားပါဆုံးကိုရောက်ရင်ပြန်ကြည့်မယ်နော်နံပါတ်9မှာဆိုမျိုးလို့ဖျားချိတ် တိုင်တိုလေးတွေနဲ့ပက်လက်လုံးထိုးပြီးသွားပြီးဆိုရင်ဒီလိုပုံလေးရမယ်ဒါဆိုရင်ဒီနာဟုတ်ရောက်တယ်ဆိုရင်တော့ပုံမှန်တိုင်းပဲရှက်ကော်လေးနဲ့ချိန်ပါတော့မယ်နော်ပြီးရင်ပုံမှန်တိုင်းဖုံးပြီးတစ်ချက်တက်မယ်တိုင်တိုလေးတွေထိုးသွားတော့မယ်တိနေအကုန်လုံး36ခုရှိတယ်နော်ဒီနံပါတ်ဆင်းမကျော်သွားမယ်နော်ဒီနံပါတ်ရှိ9 10 11 5တန်းကိုကြတော့ဆွေမတို့ကတပေါက်မှာတစ်ချက်တစ်ချက်နဲ့ ထိုးတစ်ပေါက်မှာတစ်ချက်တစ်ချက်နဲ့ထိုးတစ်ပေါက်မှာတစ်ချက်တစ်ချက်နဲ့နံပါတ်7နှစ်အထိရောက်အောင်ထိုးသွားပါနော်7နှစ်ဒီရောက်အောင်တိုင်တုံလေးတွေထိုးသွားပြီးပြီဆိုရင်၅ဘတ်ထိုးသွားပြီးပြီဆိုပြန်ကြည့်မယ်နော် Okay နော်ဒီမှာဆက်မပြောသလိုမျိုးနံပါတ်8ကနေပြီးတော့7နှစ်အထိ8 90 7 7နှစ်အထိထိုးပြီးသွားပြီဆိုရင်သူကဒီလိုပုံလေးဖြစ်သွားမယ်ဒါဆိုရင်73 73ကိုကြတော့သူကပြန်ပြီးတော့ပြန်ချုပ်တော့မယ် သူ့ကိုလည်းတသေးလေးဖြစ်သွားဖော်မီတစ်ချက်ထိုးမယ်73ကိုတက်ဖို့အတွက်ပြီးရင်ဒီနောက်တစ်ပေါက်မှာဒီပြီးတော့ A A ထိုးမယ်ပြီးတော့ဒီဒီ ဒါဆိုရင်တစုံတင်းနှင်းအင်းတင်းနှင်းတစုံရတယ်နော်နောက်ထပ်တစုံထိုးမယ်သူရေးပေးထားတဲ့ pattern လေးတိုင်းထိုးတာဆိုမြန်တို့ကလीနော်1ပြီးတော့ A တစ်ခါထိုးမယ်ပြီးတော့1 2 ။တဘောကတော့2 a 2ဆိုရင်တစ်စုံ2 a 2အဲ့လိုမျိုး။ဒါဆိုရင်2 a 2 2 a 2နဲ့စုစုပေါင်းပတ်လည်6စုံရအောင်ထိုးသွားမယ်နော်။ okay เนาะဒီမှာနံပါတ်73မှာပက်လက်ပြီးသွားပြီဆို6စုံကွက်တီးရတယ်เนาะပြီးရင်ဒီမှာရှက်ကိုလေးနဲ့ချိန်လိုက်မယ်ပြီးတော့74ကိုတက်မယ်74ကိုတက်ဖို့ဖုံးမီတစ်ချက်ထိုးမယ်ပြီးလို့ရှိရင် 3A 6စုံထိုးမယ်1 2 3 4 5 နှစ်သုံးပြီးလို့ရှိရင် a 3a okay ဒါဆိုရင် t 2 3 a t 2 3 a နဲ့ပတ်လည်ပြန်ထိုးမယ်14မှာပေါ့เนาะပြီးရင်ပြန်ကြည့်မယ်เนาะ okay เนาะဒီမှာနံပါတ်14မှာဆိုမြတ်တို့3 a နဲ့တပတ်လည်ထိုးပြီးပြီဆိုရင်လည်းပုံမှန်အတိုင်းပဲရှက်ကော်လေးနဲ့ချိန်လိုက်မယ် ီလို့ရှိရင်ဆွေမျိုးတို့သူ့ကိုရန်ကြောက်အောင်ကြုတ်ရမယ်ဆိုတော့လीเนาะ15မှာကျတော့12အေထိုးမယ်ဖို့မီတစ်ချက်တက်မယ်ပြီးလို့ရှိရင်အေကြီးတက်တက်12ခါထိုးမယ်ဒါမျိုးတက်အေနဲ့အေသုံးအေ ထိုးသွားပါเนาะပက်လေလုံးဆက်နှစ်အေရအောင်ထိုးသွားပါ Okay เนาะဒီမှာနံပါတ်15ဒီထိုးပြီးတာ ਨੇ ဆက်နှစ်အေထိုးပြီးတာ ਨੇ ဆင်းရဲစီလီကွန်လေးထည့်လိုက်တယ်စီလီကွန်ကိုကြာတော့လှလှလေးတင်းတင်းလေးထည့်ပေးပါเนาะဟိုစီလီကွန်ထည့်တာညီလို့ရှိရင်လဲလှတယ်ပုံထွက်လေးတွေအယုတ်လေးတွေပဲထူထူပါလေးတွေပဲထူထူပြီးလို့ရှိရင်16ကိုကြာတော့လဲဆင်းရဲတို့6အေထိုးမယ် ဒီမှာ15အဆနစ်အိပ်ပြီးပြီဆိုရင်ပုံမှန်တိုင်းဒီဘက်ကို ရှက်ကော်လေးနဲ့လာချိတ်မယ်နော်ဒါမျိုးပြင်ဖို့မီတစ်ချက်တက်မယ်ပြင်အေးပြန်ထိုးမယ်အေးဒီလိုလဲထိုးလို့ရတယ်နော်အေးကိုခုနထိုးပြတယ်လို့လဲထိုးလို့ရတယ်တချမ်းလေးကိုကလောနောက်ထပ်တချမ်းလေးကိုကလောဒီလို့ အမှန်ဆိုရင်တော့ဆွေမြက်ကဒီလို A လေးထိုးရတာကြိုက်တယ်မရှင်းမှဆိုလို့သာတချမ်းလေးကို claw နောက်ထပ်တချမ်းကို claw ပြီးရင်ဒီလိုမျိုးဖြုတ် A ဒီနံပါတ်16မှာလည်းပဲပတ်လဲ 6A ရအောင်ထိုးမယ်နော် Okay နံပါတ်16မှာ 6A ထိုးပြီးပြီဆိုရင်အပေါက်ကတေးတေးလေးပဲကျန်တော့တယ်နော်ပြီးရင်ပုံမှန်တိုင်းပဲဆွေမြက်တို့နံပါတ်1အပေါက်ကိုရှာပြီးတော့ပေါ့နော်ရှက်ကော်လေးနဲ့ချိန်လိုက်မယ် ်ဒါမျိုးပြီးရင်ဖွင့်မီတက်မယ်1 2 3ခါတက်ပြီးပြီးဆိုရင်ဒီချိန်လိုက်တဲ့ပေါက်ထဲကနေပြီးပဲတပောက်မှာတိုင်ရှိ3တိုင်ထိုးမယ်တိုင်ရှိတစ်တိုင်ဖွင့်မီ3ချက်ကိုပါရေလို့လဲရတယ်ရေလိုက်မယ်နော်ဖွင့်မီ၃ချက်ကိုမရေဘူးရေလဲရတယ်မရေလဲရတယ်နော် 3တိုင်တပေါက်မှာ3တိုင်သူ့ရဲ့နဘေးကပေါက်မှာလည်း3တိုင်ဒါဆိုရင်နံပါတ်19မှာတိုင်ရှိလေးတွေတပေါက်မှာ3တိုင်နဲ့6ပေါက်ထိုးသွားမယ်เนาะထိုးသွားပါပတ်လည်လုံး6ပေါက်ရှိတယ်ဒီလိုလေးအခုစမြထိုးပြနေတယ်လို့လေးပဲကတ်ဒီကတ်တ်လေးထိုးရမယ်ထိုးသွားပါเนาะတပေါက်မှာ3ချက်3ချက်နဲ့ โอเคเนาะဒီမှာနံပါတ်16မှာဆွမြတ်ပြောသလိုတပေါက်မှာတိုင်ရှိ3တိုင်3တိုင်နဲ့ထိုးလာပြီဆိုရင်ဒီပုံလေးရသွားမယ်။ဒါဆိုရင်ဒီမှာပထမဆုံးတိုင်ရဲ့ထိတ်လေးမှာရက်ကော်လေးနဲ့ခြေလိုက်မယ်။ပြီးရင်18 19 20သုံးတန်းကိုကြတော့ဖော်မီတစ်ချက်တက်မယ်။ပြီးရင်ဒီလိုမျိုး1တပေါက်မှာတစ်ချက်နဲ့2အဲ့လိုမျိုးထိုးသွားမယ်။3 လေเนาะဒီမှာပတ်လေပတ်လေပတ်လေတပတ်မှာတိုင်တူ18ပတ်နဲ့18ခုနဲ့3ပတ်ထိုးသွားမယ်เนาะပြင်ပြန်ကြည့်မယ်เนาะရေးပေးထားတဲ့အတိုင်းထိုးသွားပါเนาะလွယ်လွယ်လေးပဲ Okay now ဒီမှာဆမက်တိုဆမက်ပြောသလိုမျိုးထိုးပြီးသွားပြီဆိုရင်ဒါမျိုးလေးရတယ်ပြီးလို့ရှိရင်ခြီးဖြတ်လိုက်မယ်ခြီးဖြတ်ပြီးလို့ရှိရင်ဆွေမြတ်တို့ဒီလိုလေးအစကို သိမ့်လိုက်မယ်ဒီစလေးကိုသိမ့်လိုက်ပါနော် ဒီနေရာမှာတည်တည်တတ်တတ်လေးခြီးစလေးကိုတင်လိုက်မယ်။ဆွမျက်တင်လိုက်တာနည်းနည်းရုပ်ဆူသွားတယ်။တင်လိုက်ပါနော်။ဆိုရင်တော့ဒီမှာစတင်ပြီးပြီဆိုရင်ဆွမျက်တို့ဒီလိုမျိုးအဖြူရောင်လေးကိုထည့်မယ်။ဖြူရောင်လေးကိုထည့်တဲ့ချိန်မှာဆွမျက်တို့နံပါတ်ခုနှစ်မှာတော့ကဒီအဖျားချိတ် H လေးတွေနဲ့ထိုးသွားပြီးပြီဆိုရင်ဒီနေရာလေးမှာတချမ်းလေးပုံနေတာလေးရနေပြီးတော့ဝင်ဆက်မယ်နော်။ဒီလိုလေးထိုးမယ်နော်။မှားထုတ်မိမှာဆိုလို့ဒီဘက်ကနေထည့်မယ်။ ပြီးလို့ရှိရင်ခြီခြီစားကိုထည့်လိုက်မယ်ပြီးရင်ဖော်မီတစ်ချက်ထိုးပြီးလို့ရှိရင်ဆွမြတ်တို့ဒီအစလေးတွေမှာတိုင်တူလေးနဲ့တဒန်းပတ်မယ်တပေါက်မှာတိုင်တူတစ်ချက်ဒီစလေးကိုပါသိမ့်သွားလဲရတယ်တခါတယ်ဒီဒီလိုမျိုးတိုင်တူတိုင်တူ တပေါက်မှာတစ်ချက်နှုံးနဲ့ပတ်ပတ်လည်လုံးထိုးသွားမယ်နော်ဒါမျိုးထိုးသွားပါပတ်လည်လုံးတိုင်တူလေးတွေဒီအဆုံးကိုရောက်ရင် ပြန်ကြည့်မယ်နော်โอเคဒီမှာစမြတ်ထိုးလာတာတပတ်လည်ပြီးသွားပြီဒီစလေးကိုကြာတော့စမြတ်ကဖြတ်လိုက်မယ်သိမ့်ပြီးပြီဆိုတော့လေနော်ဒါမျိုးလေးရမယ်ဒါမျိုးလေးရမယ်ဆိုရင်ဒီနေရာမှာစမြတ်တို့သေချာလေးကြည့်မယ်နော်ဒီဒီမျက်နှာလေးမှာဒီဘက်ခြံလေးရဲ့ ဒီဖက်ချမ်းလေးရယ်ဆိုပြီးတော့နှစ်ချမ်းရှိတဲ့တိုင်းတို့မှာဟိုဖက်ချမ်းရယ်ဒီဖက်ချမ်းရယ်နှစ်ခုရှိတယ်အဲ့ဒါကိုဆွေမြတ်တို့ပထမဆုံးကဒီလက်လက်ကလေးဘက်မှာရှိတဲ့ခြိကင်ထားတဲ့လက်လက်ကလေးဘက်မှာရှိတဲ့တချမ်းလေးကိုရှက်ကော်လေးနဲ့အရင်ချိန်မယ်နော်ဒီလိုလေးပဲချိန်လိုက်မယ်ပြီးရင်ဖို့မြီထိုးမယ်၁2 3ဖို့မြီထိုးပြီးလို့ရှိရင်တိုင်ရှိထိုးမယ်တစ်ပေါက်မှာ၃တိုင် အဖွင့်မြီကိုပါရေးလိုက်မယ်နော်ဖွင့်မြီကိုပါရေးပြီးတော့တင်းနှင်းတောင်းဖြစ်သွားမယ်ပြီးရင်နောက်တစ်ခုကိုကြတော့ဒီအထဲခြိကင်ထားတဲ့လက်လက်မဘဲမှာရှိတဲ့အထဲကခြိစကိုကလော်ပြီးတော့ထိုးမယ်နော်ဒါမျိုးလေးကလော်လိုက်မယ်ပေါ့အထဲဘက်ကိုတိုင်ရှိသုံးတိုင်ထိုးမယ်1 2 3 4 နှစ်သုံးပြီးရင်နောက်ထပ်နောက်တစ်ခုကိုကြတော့အပြင်အပြင်မှာလက်ကလေးဘက်ကရှိတဲ့အပြင်ကို1 2 3ပြီးရင်နောက်ထပ် တခုမှာแท้ကအแท้ကနော်အแท้ကဟာကိုတခါယူမယ်အแท้ကသုံးယူလိုက်အပြင်ကအဖျားလေးကိုအသုံးယူလိုက်နဲ့ထိုးသွားမယ်နော်တပေါက်မှာ သုံးချက်သုံးချက်နဲ့ထိုးမယ်ဆိုမဲ့ဒီဟာလေးကိုထိုးတဲ့ချိန်မှာကျတော့ဒီဖြူလေးကိုထိုးရတာပျော်ဆုံးပဲဘာကြောက်မှန်းတော့မသိဘူးเนาะပြောချင်တာက ီဘက်ဖြားလေးကိုတစ်ခါတစ်ခါထိုးလိုက်သုံးခါထိုးပြီးပြီဆိုရင်ဒီအထဲကအထဲကဖြားလေးကိုတစ်ခါယူနော်ဆွေမတော်ကမိတ်ကော်တော်နဲ့ထိုးတာဖြစ်တဲ့အတွက်လေသိပ်ပြီးထင်ထင်ရှားရှားမမြင်ရမှဆိုလို့အပြင်သုံးအထဲသုံး Okay ပြောချင်တာကအပြင်ကိုသုံးခါထိုးလိုက်အပြင်ကဖြားလေးကိုချိန်ပြီးပြီးရင်နောက်တစ်ခုရောက်ပြီဆိုရင် အထဲကဖြားကိုချိန်ပြီးတော့ သုံးခါအပြင်သုံးထဲသုံးပြင်သုံးထဲသုံးနဲ့ပက်လက်ထူသွားမယ်နော်။ Okay နော်ဒီမှာဆွေမပြောသလိုမျိုးထူသွားမယ်ဆိုရင် तू ကလေး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 နဲ့ဒီလိုလေးဖြစ်သွားမယ်။နော်။ ါမျိုးလေးဖြစ်သွားမယ်ဒါဆိုရင်ဆွေမျိုးတို့ကခြေစောက်ကိုဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်ဒီမှာစလေးတွေကိုညီညီညာညာလေးသိမ်းလိုက်မယ်နော်နေကြာပွင့်ကိုထိုးဖို့အတွက်ဒီလိုမျိုးဝက်ဆန်အသေးလေးတစ်ခုလုပ်ပါမယ်ဒါကိုကြတော့မေကော်တွန်လေးနဲ့ပဲလုပ်ထားတယ်မေကော်တွန်ဖိုက်ပလိုင်းကိုဒီလိုမျိုးချီမြင်လေးခွဲပြီးတော့ချီသေးသေးလေးနှစ်ပင်ပဲယူထားတယ်နော်ဖက်တန်ကိုကြတော့ဆွေမျိုးဒီနာရေးပေးထားတဲ့အတိုင်းဟိုထိုးပေးပါနော်လွယ်လွယ်လေးပဲနှစ်ဆင့်ပဲထိုးရမယ်ပြီးရင်အစသိမ့်လိုက်မယ်စသလိုက်မယ် ဒါဆိုရင်ဒီလိုပုံလေးရမယ်ဒါဆိုရင်ပွင့်ဖက်လေးကိုဆွမ်းထိုးပြပေးမယ်နော်ပွဲဖက်လေးကိုလည်းဖြစ်နိုင်မယ်ဆိုရင်ကြီးမြင့်သေးလေးနဲ့ပဲထိုးစေချင်ပါတယ်เนาะအမြင့်ကြီးလုံးလို့ရှိရင်တုံးလိုက်တက်လိုက်ကြီးဖြစ်ပြီးတော့ဟိုပွင့်ကြီးသွားပြီဆိုရင်မလှမလှတော့မှဆိုလို့ဒီလိုမျိုးခြီးဝင်ချိလိုက်မယ်ဖွံ့မီလေးနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဆွမြတ်တို့ဒီခြီးဝင်ချိတဲ့ပောက်ထဲမှာပဲတိုင်ရှိနှစ်တိုင်ထပ်ထိုးမယ် တစ်တိုင်နှစ်တိုင်ရိုးရိုးတိုင်ရှိနှစ်တိုင်ထိုးပြီးပြီဆိုရင်ဖွင့်ပြီးနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီတိုင်ရှိနှစ်တိုင်ထိုးထားတဲ့ပောက်ထဲမှာပဲရက်ကိုလေးနဲ့ဝင်ချိန်မယ်ဒါဆိုရင်ပွင့်ဖက်တစ်ခုရပြီเนาะဖွင့်ပြီးနှစ်ချက်ထိုးမယ်သူရဲ့နဘေးကပောက်ထဲမှာနဘေးကြဆုံပောက်ထဲမှာတိုင်ရှိနှစ်တိုင်ပြန်ထိုးမယ် တတိုင်းနှစ်တိုင်းပြီးလို့ရှိရင်ဖော်မီနှစ်ချက်ထိုးမယ်ပြီးရင်ဒီတိုင်ရှိနှစ်တိုင်းထိုးထားတဲ့ထဲမှာပဲထပ်ပြီးတော့ရှက်ကော်လေးနဲ့အဝင်ချိတ်လိုက်မယ်ဒါမျိုးဖော်မီနှစ်ချက်ထိုးမယ်ပြီးရင်သူ့ရဲ့နဘေးကြဆုံပေါက်မှာနဘေးကပေါက်လေးမှာတိုင်ရှိနှစ်တိုင်းထိုးမယ်ပြီးတော့ ော်မီနှစ်ချက်ထိုးမယ်။ပြီးရင်ဒီပေါက်ထဲမှာပဲရှက်ကော်လေးနဲ့ဝင်ချိတ်စုစုပေါင်းပတ်လည်လုံးဒီလိုမျိုးပွင့်ဖက်လေးတွေအောက်က10ခုရှိတယ်ဆိုတော့ပတ်လည်လုံးပွင့်ဖက်10ခုရအောင်ထိုးသွားပါနော်။ဒီလိုမျိုးပတ်လည်10ခုပြီးသွားပြီဆိုရင်ပုံမှန်တိုင်းပဲနော်ပွင့်ဖက်လေးတွေဆက်ခုရပြီဆိုရင်ဖော်မီလေးတစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဆွေမတို့ခြီစလေးကိုဖြတ်မယ်ဖြတ်ပြီးလို့ရှိရင်ဒီနေရာမှာဟိုအရင်ကြီးတော့ ထူးထူးတော့ဆွမရအစကိုသေးသေးချာချာလေးမသိမ့်ဖြစ်တော့ဘူးဘာလို့လဲဆိုတော့ဆွမရတို့ကပြင်ကော်နဲ့သွားကမ်းမလို့လေမြင်ရတဲ့မမြင်ရတဲ့နေရာတွေဖြစ်သွားတယ်ပေါ့နော်ထိုးရတာလည်းတော်တော်လက်ဝင်ပြီးတော့ကြာလဲကြာဆိုတော့လေအစလေးတွေကိုဒီလိုပဲ သိမ့်လိုက်ဖြစ်တယ်ပြီးတော့မမြင်ရတဲ့အပိုင်းတွေဖြစ်နေတော့လေအလှလှလေးတတ်ထားတယ်ဆိုပေမဲ့လည်းကော်တော့ရမှာအဲ့လိုမျိုးဖြစ်နေလို့ကော်ကိုအဲအစကိုထူးတက်လည်းမသိမ့်တော့တာကိုဆိုလိုတာပါနော် ဒါမျိုးဖြစ်နေပြီဆိုရင်ဆွေမြတို့ကမပြုတ်အောင်ဆိုပြီးတော့ကော်လေးနဲ့ဒီလိုလေးနည်းနည်းလေးဖိပေးလိုက်တယ်။ဒါဒီလိုလေးเนาะဒါမျိုးလေးဒါလေးပဲ။ဒါဆိုရင်ဒီလိုမျိုးပန်းပွေလေးတွေ6ခုထိုးမယ်။1 4 6เนาะဒါမျိုး။ပြီးလို့ရှိရင်ဆွေမြတို့အရွက်လေးလုပ်မယ်။အရွက်လုပ်ဖို့အတွက်ကိုနှစ်တက်တဲ့အစင်းရောင်ကိုအသုံးပြုလို့ရပါတယ်။ခွင်းလေးလုပ်မယ်။ခွင်းလေးလုပ်ပြီးလို့ရှိရင်ဒီခွင်းထဲမှာခြိချိတ်မယ်။ ဖော်မီလေးတစ်ချက်ထိုးလိုက်မယ်ဒီလိုလေးပြီးရင်ဒီပေါက်ထဲမှာတိုင်းတူထိုးမယ်တစ်ချက်တိုင်းတူလေးတစ်ချက်ထိုးလိုက်မယ်နော်ပြီးရင်ဖော်မီ1 2 3 4ဖော်မီလေးခါထိုးပြီးလို့ရှိရင်ဒီခြိထွက်နေတဲ့ပေါက်မဟုတ်ပဲဒုတိယပေါက်မှာတိုင်းတူတစ်ခါထိုးမယ်တစ်ခါပြီးရင်နောက်တစ်ပေါက်မှာတိုင်လက်တစ်ခါထိုးမယ်တိုင်လက် ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှိတစ်ခါထိုးမယ်ဒါမျိုးပြီးလို့ရှိရင်ဆွေမြတ်တို့ဒီမှာဒီတိုင်တို့ထိုးထားတဲ့နေရာလေးမှာဒီလိုလေးကိုထည့်မယ်အခုဆွေမြတ်ထည့်ပြသလိုမျိုးအက်ကိုလေးနော် ပြီးရင်အမှရင်ပြီးတော့ခုနကထက်ပြသလိုလေဒီလိုလေးထက်ပြီးလို့ရှိရင်အထဲမှာ၃ခုရှိတာကိုတစ်ခုချင်းစီဖြုတ်မယ်တစ်ခါဖြုတ်နှစ်ခါဖြုတ် သုံးခါဖြုတ်ဒါမျိုးလေးရမယ်ဒါမျိုးလေးရပြီဆိုရင်ပေါက်ထဲမှာ magic ring လုပ်ထားတဲ့ပေါက်ထဲမှာတိုင်တိုလေးနဲ့ဆင်းချိတ်မယ်ဒါဆိုရင်ဒီလိုလေးတစ်ခုရပြီပြီးရင်ဖော်မီလေးခါပြန်တဲမယ်ပြီးရင်ခြိထွက်နေတဲ့ပေါက်မဟုတ်ပဲဒုတိယပေါက်မှာတိုင်တိုတခါထိုးမယ်နောက်တစ်ပေါက်မှာတိုင်လက်ထိုးမယ်နောက်တစ်ပေါက်မှာတိုင်ရှီထိုးမယ် ပြီးလို့ရှိရင်အမှားရင်ပြီးတော့ခုနာထက်ပြသလိုမျိုးတိုင်တိုရဲ့မျက်နှာစာလေးမှာအကူဒီလိုလေးထည့်ပြီးတော့ချီချိတ်လာမယ်ပြီးရင်တိုင်ရှိကို၃ချက်ဖြုတ်မယ်တစ်ချက်၂ချက်၃ချက်ပြီးရင်ဒီပေါက်ထဲမှာတိုင်တိုနဲ့ဆင်ချိတ်မယ်ပြီးရင်ဖော့မီ၄ခါပြီးရင်ဒီပုံတိုင်းနောက်ထပ်တစ်ခုထိုးမယ်စုစုပေါင်း၃ခုရအောင်ထိုးမယ်နော် စစပောင်းဒီလိုမျိုးသုံးခုရသွားပြီဆိုရင်လည်းဆွေမျိုးတို့ကခြီးစလေးကိုဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်ဒီဝင်လေးကိုကြတော့သေးသေးလေးဖြစ်အောင်ဆွဲဆေးလိုက်မယ်ဒါဆိုရင်ဆွေမျိုးတို့ရဲ့အစင်းရောင်ပွင့်ဖက်လေးကဒီလိုလေးရပါမယ်ပြီးရင်ဒီစလေးကိုကြတော့လည်းဆွေမျိုးခုနကပြောသလိုမျိုးပဲအစကိုအရင်ကြီးတော့ဟိုမသိမ့်တော့ဘူးเนาะဒီလိုလေးပဲသိမ့်လိုက်မယ် မမြင်ရတဲ့နေရာမှာဟိုဟာဖြစ်အောင်လုပ်တာတော့မဟုတ်ဘူးပေါ့နော်သိမ့်ပြီးလို့ရှိရင်ခြေစလေးကို နင်းငယ်လောက်ဒီလိုလေးကြံ့အောင်ဖြတ်လိုက်မယ်ပြီးရင်ဆူမြတ်တို့ကဒီမှာကော်ရီလေးနဲ့နည်းနည်းလေးတို့လိုက်မယ်သူ့လေဒါမျိုးလေးပြီးလို့ရှိရင်ဆူမြတ်တို့ထိုးထားတဲ့ပန်းပန်းဖွင့်ရဲ့အနောက်မှာကိုထဲမဲ့နေရာလေးမှာပေါ့နော်ဒီလိုလေး အဲ့ဒါကြောင့်ဆင်းရဲအစကိုသေးချာမသိမ်းတော့တာဒါမျိုးလေးလှုပ်ပြီးလို့ရှိရင်ဒီဟာလေးကိုထည့်လိုက်မယ်ဒီလိုလေးကော်ရီနဲ့ထည့်ပြီးပြီးဆိုရင်ဆင်းရဲတို့ကခဏလေးတော့ဟိုဖိထားပေး၊ကင်ထားပေးပေါ့နော်မဟုတ်ရင်ကော်မကတ်မှဆိုးလို့ပါဒီလိုလေးစုစုပေါင်းအကုန်လုံးဒီ6ခုစလုံးပြီးအောင်ထည့်မယ်နော်အစိမ်းလေးတွေကို โอเคဆွေမတို့ဒီလိုမျိုးပန်းဖွဲ့လေးတွေအကုန်လုံးထည့်ပြီးပြီဆိုရင်ဒီနေရာလေးတွေမှာကော်လေးနဲ့လိုက်ကပ်မယ်ကိုဒါကကြတော့လေလွယ်လွယ်လေးဖြစ်သွားပြီเนาะလက်တက်တက်မှာတပွင့်ကန့်မယ်ကန့်ပြီးလို့ရှိရင်ခဏလောက်တော့ဖိထားပေးပါเนาะပြီးလို့ရှိရင်ဆွေမတို့ဒီဘေးနာလေးတွေမှာပေါ့เนาะလိုက်ကပ်ပါမယ်ကော်လေးတွေထည့်ထည့်ပြီးတော့ကိုလိုချင်တဲ့နေရာလေးတွေမှာပေါ့เนาะစင်ပြစ်သလိုလေး လိုက်ထည့်မယ်စုစုပေါင်းစုမြတို့ဒီလိုမျိုး6ပွင့်စလုံးကိုပတ်လည်လုံးပြီးအောင်ထည့်သွားမယ်နော်โอเคစုမြတို့ထည့်ပြီးသွားပြီဆိုရင်ဒီလိုမျိုးဖဲပွင့်လေးဖဲပွင့်ခြီးတဲ့နေရာမှာကျတော့စုမြတ်ကတိတ်မတုံဒါမျိုးလေးခြီးလိုက်မယ်ကိုဆင့်ပြစ်တလို့လေးပေါ့နော်ပန်းပွင့်လေးတွေကိုကိုလိုချင်တဲ့ပုံစံလေးတိုင်းညှိယူလိုက်မယ်ဆိုရင်စုမြတို့ရဲ့နေကြာပန်းစည်းလေးပြီးပါပြီဒါမျိုးလေးတွေရပါမယ်နော် โอเคဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်เนาะအားလုံးစီပြကြပါစီရှင်